ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တပြေ Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါရနော်။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာမမိုက်ပြည်ရေးသားထားတဲ့အညာသားဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်။ဒီဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့တပြေ Audio Book Channel လေးကို Like and Subscribe လေးလုပ်သွားပေးပါဦးနော်။ယုတ်တည်းရဲ့လူစီကားရစည်းတောင်မှာတိန်ထီလက်ဖက်ရည်ဆိုင်ရှိတယ်။ဒီနီနာတဝိုက်မှာတော့လက်ဖက်ရည်ဆိုင်စိုင်းပြိုင်တွေရှိနေပေမဲ့ ဒီတိမ့်ထိဆိုင်ရတော့အယောင်ရဆုံးပဲဖြစ်တယ်။ဆိုင်ရှင်ကအသက်38နှစ်လောက်ရှိတဲ့ညွညွအရက်ခက်ပြက်ပြက်မျက်နှာပြပြသူ့စီရောလက်ဖက်ရည်လာတော့ကြသူတွေကတော့သူ့ကိုယ်သိမ့်ထိလို့ခေါ်ကြတယ်။လက်ဖက်ရည်ဆိုင်ဘုတ်ကိုအစွဲပြုတ်ပြီးတော့ခေါ်ကြခြင်းပဲဖြစ်တယ်။တချို့အနေငယ်ရင်းနှီးသူတွေကတော့အညာသားလို့ခေါ်ကြတယ်။တိတ်ပြီးရင်းနှီးသူတွေကတော့သူ့နာမည်ရင်တန်းအောင်ဆိုတာကိုသိရတာကြောင့်ကိုတန်းအောင်လို့ခေါ်ကြတယ်။သူကတော့ဘလိုပဲခေါ်ခေါ်တပြုံပြုံသူ့ဆိုင်ရောင်းကောင်းနေတဲ့ပြည့်ပြုံးနေမဲ့သူပဲဖြစ်တယ်။တကယ်တော့တိမ့်ထိဆိုတာက သူ့ဆရာနာမည်ဖြစ်တယ်။သူ့ဆရာလည်းသူ့လိုအညာသားပါပဲ။ဒါပေမဲ့တရားလဲသားတော့မဟုတ်။ဟိုးလူငယ်တဲ့နှစ်ပေါင်း40လောက်ကတိန်ထေးဆိုတဲ့အညာသားလေးကစင်ရဲ့ပင်ပန်းလာတဲ့ဇာတိကျောရွာကိုစုံခွာပြီးတော့ရန်ကုန်မြို့ကိုတက်လာခဲ့တယ်။စာရေးတဲ့ဖတ်တဲ့ယုံဘုံကြီးကျောင်းထွက်တခြားတက်ကြွတဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းလည်းမရှိ။ရွာမှာသူတို့အရွယ်ကစိတ်ကြောင်းသားကြောင်းပြီးတော့ရာထဲမှာကူမြို့မှာဒီလိုအလုပ်တွေမရှိတော့ထမင်းတလုတ်အတွက်လက်ဖက်ရည်ဆိုင်မှာဇက်ပွဲတို့ဝင်လို့ရတယ် သူလှုပ်တဲ့ဆိုင်ကတရုတ်လက်ဖက်ရည်ဆိုင်မန္နာပြောရရင်တော့ဇပွဲတို့အလုတ်ကစရတာမဟုတ်ဇပွဲတို့အလုတ်ကလည်းမလွှဲပထမပကံစီအလုတ်ကစရတယ်သူတို့ဆိုင်ကရောင်းရတဲ့ဆိုင်ဆိုတော့သူလဲရေစလုံးနာထားရတာမရှိ လက်လဲပဲကြီးရေစိမ်ရှုံထွားလို့နေတော်တယ်အဲ့ဒီရောက်မှဇပွဲထိုးတက်အောင်တင်ရတယ်လက်တစ်ဖက်ထဲနဲ့မဖိတ်စီအောင်လို့ပကံ၃လုံးထပ်ပြီးကိုင်းနေနီးပြုံးနေကြည့်တော့စက်ကတည်းကလူနဲ့ပဲတူနေလေတော်တယ် တရုတ်လူမျိုးတွေကသူတို့လည်းအလောက်ကိုမခုမကက်လှုပ်တင်းအလောက်သမားတွေကိုလည်းစနေတကြခိုင်းစီတတ်တင်းဒီလိုနဲ့သူကနီးစနေကြကြလှုပ်တတ်သူဖြစ်လာတယ်။ဇပွဲတို့လှုပ်တတ်ရင့်လာတဲ့အခါမှာတော့လက်ဖက်ရည်ဖြောသူဖြစ်လာတယ်။ဒါလည်းကြည့်ပြီးတော့တည်ယုံခဲ့ရခြင်းပဲဖြစ်တယ်။တောက်တူမျိုးစုံကအချိုက်မျိုးစုံဖြစ်တာကြောင့်မိမိကစိတ်တန်းကြောင်ဖြောပေးဖို့ဆိုတာလည်းမလွယ်။ချိုပေါကြစကပုံနာစင်ကပူချိုစိတ်ချစ်ကောင်ကြစိတ်စသဖြင့်အခေါ်ဝေါ်ရီကလည်းများပြလာတယ်။ ကိုကဘာမှလားလဲဆိုတာလဲနားလေဖို့လိုတယ်။နောက်တော့ဆိုင်ရအကျော်သမားကိုပေါင်းပြီးတော့စမူစာအီကြွေပလာတာတွေလောက်တက်အောင်တင်ရတယ်။ဇပွဲတို့ဘဝနဲ့တင်းတင်းရောင်ရဲနေလို့မဖြစ်ဘဝကိုတက်လန်းကိုရှောက်ခွေရအောင်မင်းကိုလက်ဖက်ရည်ဆိုင်နဲ့လှူစားမယ်ဆိုရင်လက်ဖက်ရည်ဆိုင်နဲ့ပတ်သက်တာတွေကိုတော့အကျွမ်းတဝင်ရှိရမယ်။ဒီလိုနဲ့တနေ့ကြော်ကြတဲ့အခါကိုလည်းပညာဆုံးပြီ။ငွေလေးလည်းအတော်အသင့်စုဆောင်းမိပြီ။သူကကိုပိုင်လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ရည်ရွယ်ချက်ရှိသူမို့လို့အတော်ဖြောမရှိစိတ်ကုတ်စုဆောင်းထားခဲ့တယ်။ဒါပေမဲ့ ဆိုင်ဖွဲ့လောက်အောင်တော့မဖြစ်သေး။သူ့ရဲ့ရွယ်ချက်ကိုသိတော့ဆိုင်ရှင်တယောက်ကြီးကအားပေးတယ်။လိုအပ်တာကိုကုမင်းလို့ပြောတယ်။အဲ့လိုနဲ့သူ့ထုတ်ကြီးရဲ့ငွေနဲ့လမ်းမမှာလက်ဖက်ရည်ဆိုင်လေးဖွင့်ပြတယ်။ခွေးချေပူလေးနဲ့ဖြစ်တယ်။ဆိုင်မှာသူ့ကိုယ်တိုင်ပြောတယ်။သူ့ကိုကူညီဖို့ကောင်းလေးနှစ်ယောက်ကိုရွာကနေပြန်ခေါ်ရတယ်။သူကံကောင်းနေရန်ကုန်ကလူတွေကဒီလိုလဟာပြင်းထဲမှာလွတ်လွတ်လပ်လပ်ထိုင်တော့ရတာကိုသဘောတွေ့စာကာလာဖြစ်တာကြောင့်မထင်မှတ်ပဲနဲ့သူ့ရဲ့ဆိုင်လေးကရောင်းကောင်းလာခဲ့တယ်။ သူ့ဆန်လက်ဖက်ရည်ကောင်းတာဆက်ဆန်ရည်ကောင်းတာလည်းပါမယ်။၅နှစ်လောက်ကြာတဲ့အခါမှာတော့အဲ့ဒီနားမှာပဲသူတိုက်ခတ်တကန်ငားပြီးတော့ဆိုင်ဖွဲ့နိုင်ခဲ့တယ်။ဆိုင်ကိုသူ့နာမည်တင်ထေးလို့ပဲအလွယ်ပေးလိုက်တယ်။ဆိုင်ရှိမှခွေးချေပူလေးတွေနဲ့ပဲရခိုင်ပုံစံမပြတ်ဆက်ရောင်းခဲ့တယ်။သူစည်းဝါးတက်ခဲ့တယ်။ပြင်းညက်သွားရဓာတ်သက်ပါလိမ့်ပြီ။သူတကူလည်းမနိုင်တော့ရွာညီအကိုမောင်နှမတွေကိုခေါ်တယ်။ဆိုင်ခွဲနဲ့ဆိုင်ဖွဲ့ပြီးတော့သူတို့တာဝန်ပေးပြီးထိုင်ခိုင်းရတယ်။ဆိုင်နာမည်ကတော့တင်ထေးတွေပဲ။သူအိမ်ထောင်လဲကြပြီ။ရွာပဲဖြစ်တယ်။ သူ့ရဲ့မိမကလည်းအိမ်တော်ထိမ့်သိမ့်မှုကောင်းနေတိမ့်ထိဆိုတဲ့နမယလက်ဖေးဆိုင်လောကထဲမှာမွေးပြန်စာပြုတ်လာတယ်အဲ့လိုနဲ့လက်ဖေးဆိုင်နေဖွင့်ကျင်တဲ့ပတ်စံရှိသူတချို့ကတော့သူ့နမယတိမ့်ထိကိုအတုံးပြုတ်ခြင်းကြောင့်ပြောတယ်ကိုတိမ့်ထိကလည်းအကူညီပေးတယ်လက်ဖေးကြီးကိုပြောဆက်နေရအစနေပေးလမ်းပြလှုပ်တယ်တောက်ကြည့်ရင်သူ့ဆိုင်မှာတောက်ရတဲ့အရသာအတိုင်းဖြစ်ရမယ်အဖျော်စရာအကျော်စရာတွေရှာပေးတယ်ဆိုင်ဖွင့်လို့ကောင်းမယ့်နေရာကိုအကြံဉာဏ်ပေးတယ်တိမ့်ထိအုပ်စုဝင်ဆိုင်တဆိုင်ရှုံးရတယ်ဆုံးရတယ်ဆိုပြီးတော့ နာမည်ပြတ်မခံနိုင်တခုတော့ရှိတယ်သူ့နာမည်နဲ့ဆိုင်ဖွင့်ရင်သူ့စီယာချက်နှုတ်စီကိုဝယ်သုံးရတယ်ဘူးနှုတ်စီကတော့စိုက်တာဝယ်သုံးနိုင်တယ်ဒါကလေကိုသိန်းထည့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုပဲဖြစ်တယ်သူကကိုပါချက်နှုတ်စီဆက်ရုံထူထောင်ထားရတော့မဟုတ်ဘူးသူများစီယာချက်နှုတ်စီဆက်ရုံကချက်နှုတ်စီကိုယူပြီးတော့သူ့တစိ့ကတ်ထားတဲ့ပုံနဲ့ထည့်ပြီးရောင်းခြင်းပဲဖြစ်တယ်ဒီလိုနဲ့ရန်ကုန်မြို့ပတ်ပတ်လည်မှာသိန်းထည့်နာမည်နဲ့လက်ဖက်ဆိုင်တွေတိုးပွားလာတယ်အခုဆိုင်20ကျော်ရှိနေတယ်အားလုံးပိုင်ရှင်တွေကအညာသားတွေပဲဖြစ်တယ် ဒါသူတို့အုပ်စုတစုတည်းမဟုတ်လပိတ်ဆိုင်ရာစီးပွားဖြစ်မှန်းသိတာကြောင့်အညာသားတွေကအုပ်စုဖွဲ့ပြီးတော့ဝင်ရောက်လောက်ကန်လာကြလေတယ်။ဒီနေ့ရန်ကုန်မှာရှိတဲ့လပိတ်ဆိုင်ဆယ်ဆိုင်လက်ညှိုးထုတ်ကြည့်ရင်ရှစ်ဆိုင်ရာအညာသားဆိုင်တွေသာဖြစ်တယ်။တခုကောင်းတာကအရင်ကဒီလုံငန်းကိုလောက်ကန်နေကြသူတွေကတရုတ်ကလားတွေသာဖြစ်တယ်မဟုတ်ပါလား။အခုတော့မြန်မာတွေအမြင်ကျေလာပြီလို့ဆိုရမယ်။အညာသားဆိုတာကလည်းများသောအားဖြင့်တော့ရိုးအားတွေဆင်းရဲပင်မနဲ့ဘဝကရုန်းကန်ရင်နဲ့ကြီးပွားဖို့ရည်ရွယ်ချက်နဲ့ ရန်ကုန်တက်လာသူတွေဖြစ်တာကြောင့်အတုံအဖြုံအပြော့အပါလောင်းစားကင်းကြတယ်။မကင်းသူတို့ကလည်းခဏလေးနဲ့စီးပွားပြက်ပြီးတော့ဘဝဆုံးသွားကြတယ်။သူတို့မှာစီးပွားတက်လာကైမမြင်ဘူးမူမြင့်ထင်ပြီးတော့ဘဝမိတ်ဘဝမိတ်ကြသူတွေပဲဖြစ်တယ်။အများသောအားဖြင့်တော့ကြီးပွားကြတယ်။အဲဒါကြောင့်တချို့ကရန်ကုန်မြို့ကိုအညာသားတွေလက်ဖက်ရည်ဆိုင်နဲ့တင်ပိုက်နေပြီဆိုပြီးဆိုကြခြင်းဖြစ်တယ်။ကိုတန်းအောင်ကလည်းတင်းထီအုပ်စုတွေကဆိုင်းဒီဇိုင်းရဲ့ပိုင်ရှင်ပဲဖြစ်တယ်။ သူကကြောက်ပတောင်းနဲ့အတန်ငယ်အလန်းဝေးတဲ့ရွာလေးတရွာတစ်ပဲဖြစ်တယ်။သူတို့ရွာလေးကခေါင်းလာတယ်။ကားလမ်းနဲ့လည်းအတော်ပဲဝေးလံနေ။လဲနဲ့သွားရင်သွားစပိန်စီးရင်စီးဒါမှမဟုတ်ချင်းရင်ကလေးဘွားကတော့တိတ်အပူပင်မရှိပဲကြေးပြင်နေတယ်။စံချမ်းနဲ့ပင်းဟင်းလောက်ကိုပဲမြင်းစီယာစားစီယာလို့ထင်နေတယ်။တခြားဆန်းဆန်းပြပြလည်းစားမှမစားဘူးပဲ။ကိုထက်အရွယ်အနေငယ်ကြီးရဲ့သူတွေနဲ့တော်တဲ့ဝင်လာကြတယ်။တနေ့ကောင်ယုံလိုက်ကြတယ်၊ငတ်ထောင်ကြတယ်၊ပရက်လိုက်ကြတယ်။ စမ်းကြောင်းတွင်ရေးစင်းချိုးကြတယ်။စာရင်တွေ့ရတီးခူးစကြတယ်။အများဆုံးရှိတာကတော့ဇီးပင်တွေပဲဖြစ်တယ်။မောရင်အရေးကောင်းတဲ့ချုံအောက်ဝင်းအိတ်ကြတယ်။ညနေဆောင်တရေနှုံးမှပဲကိုရလာတဲ့ဗတ်တက်ကလေးယုံလေးဆွဲပြီးတော့ရွာပြန်ဝင်ယုံမင်းအရွယ်လေးနည်းနည်းရလာတော့ဒီလိုမလွတ်လပ်တော့အရာရွာဦးကြောင်လွတ်ပြီးတော့စာတင်ခိုင်းနေစာတင်ပေးတဲ့ဥပစင်ပန်တီကြောင့်အင်မတန်အရိုက်ကြံနေအဆုအငေါ့တန်နေစာရီကိုတတောက်တောက်မြင်အောင်တင်အန်လေးချက်ရတယ်ဒီကြတဲ့ဥပစင်ရိုက်ခံရတာမလွတ် ကြောင်မတက်တဲ့အချိန်ရာထဲဆင်းပြီးတော့လူကြီးတွေကိုကူရတယ်။သူ့အဖေရောအမေပါ60နာနေပြီးရာထဲဆင်းကြတော့သူ့အမတယောက်ကသူတို့နဲ့အတူနေတယ်။ကြံအကိုအမတွေကအိမ်ောင်တွေခွဲကုန်ကြပြီ။သူ့အကိုတယောက်ကတော့ဘုန်းကြီးဝင်နဲ့ရန်ကုန်မှာစတဲ့နေတယ်။သူကတော့သာသနာ့ဘာမှာပြောင်းမွေ့နေလေပြီ။ကိုကတော့ဒီလိုလဲမနေနိုင်။ဒီဟာဆင်းရဲဒုက္ခကိုလည်းမခံနိုင်။တရက်သူ့ကိုဥပစင်ရွာပြန်ရောက်တော့ရန်ကုန်လိုက်ချင်ကြောင်ပူစားတယ်။မင်းကရန်ကုန်ဘာလိုက်လုံပါလဲ။ အလောက်ရှာလုံးမင်းဒီမှာဆိုရင်မကြည့်ပါဘူးအဲ့ရွာသူ့အသက်က၁၀နှစ်ဒီမှာလည်းရာလောက်တာပဲပင်မန်းနဲ့ဥပစင်ရဲ့ဒါဆိုငါလိုဖုန်ကြီးဝက်စတဲ့နေဟာပြင်းစရာကြီးပါရမီမပါတော့မင်းဒီလိုပဲပြောမှာပေါ့ကဲရန်ကုန်အလဲခေါ်သွားမယ်ဖျားပူပြီးရွာပြန်ဆိုပြီးမိတ်နေသူကတော့ရန်ကုန်ရောက်ရင်နဲသလားဆိုပြီးသဘောထားပြီးတော့လိုက်လာခဲ့တယ်နောက်ခါလာနောက်ခါစေးပေါ့သူ့အကိုအကြောင်းကရန်ကင်းမှာရှိတဲ့စာတင်သားတွေအများကြီးနဲ့တုံးထက်အုပ်ချောင်းကြီးကျောင်းတန်ရလေးသူတို့ရွာမှာတရားထိုင်သွားတဲ့ဆရာတော်ကြီး အဲ့ဒီနာတော်ဝိုက်ကအညာသားတွေရန်ကုန်တက်လာရင်အဲ့ဒီကျောင်းမှာပဲတဲခိုလေးရှိတယ်။သူရောက်သွားတော့လေအဲ့ဒီကျောင်းမှာပဲမိခိုနေပြီးတော့တက္ကသိုလ်ကျောင်းတက်နေသူအလုံးလုံးနေသူဆိုပြီးတော့အရွယ်ကြီးလူ၃လရောက်ရှိတယ်။အခုဥပစင်ကတော့စီကားကြီးသူပြီးပြီးအခုလိုပဲမိတ်နေ။မင်းဒီမှာကြာကြာမနေနဲ့။သူ့ကိုဖျားရည်ဈေးတွေလိုက်ပို့တယ်။ရန်ကုန်ဆိုတာကတော့သူတင်ထားတဲ့ပို့ပြီးကြီးမားကျယ်ဝန်းတဲ့အေယာမမြို့ကြီးဖြစ်နေတယ်။နောက်၁၀နှစ်လောက်ကြာလာတဲ့တိုင်အောင်လို့သူကရန်ကုန်မှာလဲလဲပတ်ပတ်မသွားလာတတ်သေး။ ူအညာတော်တော်နဲ့မပြန်ပြစ်အကြောင်းကတော့ဥပစင်ကပထမကြီးစားပြန်ဝဲနီးနေတာကြောင့်မအားသူတယောက်ထဲလဲရွာပြန်လွတ်လွတ်အောင်မဖြစ်လူကြုံစောင့်နေရကြောင့်ကြာသွားခြင်းပဲဖြစ်တယ်။သူကံကောင်းကျင်တော့သူတို့ကြောင့်ဝဲထွက်သွားလာနေတဲ့အညာသားလက်ဖက်ရည်ဆိုင်ပိုင်ရှင်တယောက်ကစိုင်းမခမ်းရအောင်လို့ကုဘော်လောင်မလေးတယောက်လောက်လိုးနေတယ်လို့ဆိုတယ်။သူကသူ့အကိုဥပစင်ကိုလုပ်ပရစီလို့ခွင့်ပန်တယ်။စိုင်းရှင်ကလည်းသူ့အကိုဥပစင်နဲ့တိကျွမ်းနေတော့ဥပစင်ကြီးဆိုအဆင်ပြေပါတယ်။အဲ့လိုပြောတယ်။ အမေတို့စီခွင်တောင်းကြည့်အောင်မယ်လို့ပြောပြီးတော့ဥပစင်ကရွာဟိုစာလန်းရေးနေတယ်။သူလက်ဖက်ရည်ဆိုင်ရောက်လေပြီ။ရောက်စားတော့သူစပွဲမထိုးတတ်သေး။တကန့်စီးရတယ်။တမင်ချက်ပြုတ်ရမှာငရုတ်သေးထောင်ဟင်းရွက်တွင်ကူရတယ်။စပွဲကုန်တော့ရတယ်။တပြက်စီးလက်ရတယ်။သူတို့တတိယစိုက်ပါရှင်ကိုကြောက်လုံးကစီးကန်းကြည့်တယ်။သူလက်စပွဲထိုးဘူကအောက်ချီအားနေစပြီးတော့ဒီအချိန်နေအထိရောက်လာခဲ့သူဆိုတော့သူ့ကိုယ်သူပင်ဥပမာပေးပြီးတော့စူးစမ်းကြစေခြင်းနဲ့သူလှုပ်လှုပ်တဲ့ဆန်ရောက်တိမ်ထင်း ိန်ထီအုပ်စုဝင်ဆိုင်ဒီဇိုင်းပဲဖြစ်တယ်။ကိုကြောင်လုံးကသူ့ကိုဥပစင်မျက်နှာနဲ့သူ့ကိုပါစားမပေး။ပေးပေးရင်းရင်းပင်ခိုင်းနေ။ဒါပေမဲ့လက်ဖက်ရည်ဆိုင်မှာနေရတာသူ့ပြောပါတယ်။ဘုံကြီးเจ้าမှာနေရစားရတာထက် ပိုလွတ်လပ်တယ်။လက်ဖက်ရည်ဆိုင်ကအလုပ်ဆိုတာရွာမှာလုပ်ရတာတက်ဆိုင်ပင်မန်းနဲ့လွတ်မခေါ်တာတော့အရေးထဲမှာလုပ်ရတဲ့အလုပ်ပဲ။ပြီးတော့စားရတော့တာမကောင်းဘူးဆို။မြို့သားဆိုတော့ရွာမှာစားတော့ရတာထက်တာနာတော့အမှန်ပဲ။စီပြန်ရင်တစ်ခွက်တော့မလွတ်။ကျွေးတဲ့မွေးတဲ့နေရာမှာတော့ကိုကြောင်လုံးကစေတနာမချို့တဲ့ ဆိုင်မှာလက်ဖက်ရည်နဲ့မုံလဲတက်တက်မတ်မတ်မထားစားလို့ကစားနိုင်နေပထမဆိုင်ရောက်စားမစားစဘူးအစားထူးတွေလို့ဆိုပြီးသူကလက်ဖက်ရည်တော့အီကြခွေးစားပလာတာဆိုင်နဲ့ဗိုက်ပြေပြီးတော့ထမင်းမိန်ကောင်းကောင်းမစားနိုင်နည်းနည်းကြာလာတော့လဲရိုးသွားတယ်မနေ့တစ်ကြိမ်နေ့ကင်းတစ်ကြိမ်ညတစ်ကြိမ်ပဲပေါ့ဒီအကြောင်းတွေကိုသိတဲ့ကိုကြောင့်လုံးကသူ့ကိုကြည့်ပြီးပြုံနေလက်ဖက်ရည်ဆိုင်ဆိုတော့လူစုံနဲ့တွေ့ရတယ်တချို့လူတွေကပျော်တတ်တယ်တချို့လူတွေကဘဟုတုဒ္ဒဆုံနေဒီလိုလူတွေနဲ့ကြုံရတော့ပျော်တဲ့အခါပျော်ရတယ် အကြမ်းမြင်လဲများလာတယ်။စိတ်ညစ်စရာကောင်းတဲ့လူတချို့လည်းရှိသေးတယ်။လက်ဖက်ရည်တစ်ခွက်ဝဲတောက်ပြီးတော့ဇပွဲတို့ကိုအိမ်တော်ပါကျွန်တယောက်လိုဆက်ဆံခြင်းသူတွေ။စကားပြောတာကအထက်စီးနဲ့မောင်းမောင်းမာမာဒီလိုလူအချို့ကိုလည်းတီးခံရတယ်။သူ့စရာကတော့အားလုံးနဲ့အဆင်ပြေအောင်လက်ရောညီတွေဖြစ်အောင်ဆက်ဆံနေ။အဲဒါကြောင့်လဲစီးပွားဖြစ်ရတူတယ်။လူပြီးလို့မသေးပါဘူးကွာ။ကိုကစီးပွားရှာနေရဲဆိုတာတတိယအမေအဲ့လိုဆုံးမတတဲ့အတန်ကြာမှရွာကအမေစီဟာစပြန်လာတယ်။စားတူတူပဲ။ ူပြောရမှနေပါစီနဲ့ကွာအမေရစကားကိုဒီလိုပဲတဲ့တို့ဆိုတတ်တယ်အငေါ်တူပြီးငော့တာမဟုတ်ဒီစားရတော့သူ့ကိုဥပစင်ကတခြားဘာမှမပြောတခုပဲမိန်ကြတယ်ကျောင်းကနေပြောင်းပြီးတော့တကလေးသူ့အတွက်နေစရာပူစရာမရှိဆိုင်မှာပဲနေသူများတယ်ဆိုင်ကအလုတ်သမအများစုဟာအညာလာပြီးအလုလုသူတွေဖြစ်တယ်အဲဒါကြောင့်ဆိုင်ပိတ်ရင်စူပေါင်းအိတ်ကြတယ်သူကလည်းဒီလူတွေနဲ့အဖွဲဝင်ဖြစ်သွားလိမ့်တော်ဒီသူ၃လလောက်အောက်ခြေတဲ့အလုတ်လေးတွေလှုပ်ပြီးမှပဲ ဇပွဲတို့လှုပ်ခွင့်ရတယ်။ရခင်အားထက်လည်းလာကပိုရလာတယ်။လာကဆိုတာလေသူ့အတွက်အသက်တင်အပုံငွေပင်ဖြစ်နေတယ်။ဆိုင်ရထမင်းကျွေတယ်၊မုံကျွေတယ်။သူကတခြားမုံပဲတည်ရကြလဲဝဲမစားတတ်။ညနေပိုင်းအလုပ်ချိန်သိရင်တခါတည်းရအနာရုပ်ရှင်ရုံမှာရုပ်ရှင်လေးပါလိ။သွားကြည့်တယ်။ဒီထက်ဝေဝေလဲသူမသွားတတ်။တခါတည်းရအဝဲစားဝဲဝဲတယ်။သူကမဝဲတတ်။ဆရာကတော်ကသူနဲ့တင့်တော်ရဈေးရကြည့်ရှုဝဲပေးခြင်းဖြစ်တယ်။သူကရတဲ့လစာကိုသူအသေးသုံးဖို့ချမ်းပြီးတော့ အင်ယိုသုံးလတကာလောက်တင်ပို့ပေးတယ်။အမေကငါတို့ငွေမလို့မပို့နဲ့လို့ဆိုတယ်။ဟုတ်တယ်။တောမှနေရတဲ့ဘဝဆိုတာငွေပုံငွေရှံလည်းမရှိ။ငွေပုံငွေရှံလိုနေတဲ့ဘဝလည်းမဟုတ်။အဲ့ဒီငွေပုံငွေရှံကိုသုံးစရာနေရာမှမရှိတာ။သူတို့ရွာမှာခက်ချာချာလက်ဖက်ရည်ဆိုင်ပဲမရှိ။ဒါပေမဲ့သူကတော့ငွေကိုတင်ပို့မြဲတင်ပို့တယ်။ကြံတဲ့သူနဲ့လည်းလှုပ်ဖော်ကိုင်းဘက်တွေကတော့ငွေပုံငွေရှံလည်းမရှိလို့ဆိုတယ်။အဖျော်စရာကတောက်တက်တယ်။ညနေသူ့အဆိုင်ကောင်ရင်တောက်တော်တယ်။ ဒီဆိုင်မှာလက်ဖက်ရည်ဖြော်သူနှစ်ယောက်ခွဲပြီးတော့အဆိုင်နှစ်ဆိုင်ထားတယ်။အကျော်စရာကတော့လောင်ကစားဝါဒနာပါတယ်။ကြံစပွဲတို့တွေဟာအတုံးဖြုံကြည့်တယ်။ဆိုင်ရှင်ဖြစ်တဲ့သူတို့ဆရာစီမှငွေအမြတ်ကြိုထုတ်ကြရပြီးကြွေးတင်နေသူတွေဟာအများသား။အလုတ်ထဲမှာလည်းဝှကြေတန်းချင်းစိတ်ပါဝင်စားမှုမရှိကြ။ဒီတော့အနေထိုင်ပြပြတဲ့အလုတ်လည်းကြိုးစားတဲ့သူ့ကို သူ့ဆရာကသဘောကျတယ်။ကြံတဲ့ကောင်တွေကငါအားမရဘူး။ပေါ့ပေါ့နေပေါ့ပေါ့စားရင်းရှင်ရေးလည်းဘဲကောင်းမှမျောတွင်းရမတူ။မင်းတို့တော့ ငါရီမန်းချက်ထားစီခြင်းနေတနေ့မင်းကိုတိုင်းကိုပိုင်ဆိုင်တဲ့ဆိုင်ပန်းရမယ်ဆိုတဲ့စိတ်သက်ပေါ့ဟုတ်ကဲ့ပါဆရာ ဖြစ်ကောဖြစ်နိုင်မှာမလားဘာလို့မဖြစ်ရမှာလဲငါ့ကိုကြည့်ပြီးတော့တို့တဲ့ဦးသိန်းသေးဆိုတာလေတို့လိုပဲဒီအောက်ခြေဘွားကနေတက်လာတဲ့သူမင်းကြိုးစားငါလည်းကုညီမင်းသူအားတက်သွားတယ်ဆိုင်တဲ့ဆိုင်ပိုင်မို့အိမ်မက်မက်လာတယ်သူတကယ်လောက်ရတာကတော့နံပြားဘူမှာဝင်ကူခြင်းပဲဖြစ်တယ်ကိုစပွဲမထိုးရတဲ့အခါဒီမှာနံပြားဆရာကိုကပ်ပြီးတော့နံပြားရိုင်နေတင်ရတယ် နံပြားစရာခိုင်းတဲ့ဂျုံတိုးဂျုံနဲ့အလုတ်လုပ်ရတယ်။ဂျုံဘာရီနဲ့ဘလို့ဆက်တယ်ဆိုတာမှတ်သားထားရတယ်။သူကတော့ခိုင်းတာလုပ်တယ်။ပညာသင်နေရလို့ယူဆတယ်။အာရင်နံပြားဝင်ရိုက်ပေးတယ်။ဆိုင်ရှင်ကလည်းဘာမှမပြောကြည့်နေတယ်။ဒီလိုနဲ့တစ်ချိန်မှာတော့အကြောင်းကိစ္စရှိတာကြောင့်နံပြားစရာရွာပြန်သွားရတာနဲ့သူကနံပြားစရာဖြစ်လာတယ်။နံပြားစရာအကြောင်းကိစ္စရှိတာကြောင့်ပြန်မလာနိုင်တော့တဲ့အခါမှာတော့သူကအမြဲတမ်းနံပြားစရာဖြစ်သွားတယ်။နံပြားရိုက်ရတာကစပွဲထိုးရတာလောက်တော့မပင်မပတ်စံလဲပူရတယ်။ မနဲ့တကြိမ်နေ့လေတကြိမ်ရိုက်ပြီးရောကြာချိန်မှာလွတ်လွတ်လပ်လပ်နားနိုင်နေငယ်ငယ်ရွယ်ရွယ်နဲ့သူကတော်လတ်တဲ့နန်းပြားဆရာလေးဖြစ်လာတယ်။သူကဒီလောက်နဲ့ကျင်းတဲ့တင်းတယ်မနီ အကျော်ဆရာစီချင်းကပ်ပြီးတော့နင်းယူပြန်နေအီကြောက်ခွေးဆက်မှုစားတကြားပလာတာပဲပလာတာလုတ်ပုံလုံနေအကျော်ကျော်ရာကနန်းပြားရရတာထပ်ပိုကြိုက်တယ်။ပြီးတော့လက်ကစားမဟုတ်လူဘလောက်ကုန်တလဲပိတ်တဲ့ချိန်နဲ့လက်ခစားရတယ်ပြီးတော့မုံများများလောက်ရလေပတ်စံပိုးရလေး အဲ့ဒါကြောင့်ပညာသင်ပေးဖို့အကျော်စီအောင်ဆရာတင်ရတယ်။ညမအိတ်ခင်သူညောင်းညာလေးဆိုရင်နှိမ်နှင်းပေးရတယ်။ကိုယ်ရဝဲကျွေးရတယ်။စီဂရက်ဝဲတိုက်ရတယ်။အဆုအငေါ့လည်းခံရတယ်။ပညာတွေကခက်ခဲတဲ့ပညာတွေတော့မဟုတ်တကယ်သင်လို့ရင်တက်လွယ်တာသား။နောက်တစ်ဆင့်သူတက်လန်းရတာကအကျော်စီအောင်ဘဝပဲဖြစ်တယ်။သူတို့ဆိုင်ကရောင်းကောင်းတဲ့ဆိုင်ဖြစ်တယ်။ည7:00နာရီဆိုင်ပိတ်ချိန်အထိလူစီနေတတ်တယ်။အကျော်စီအောင်ပင်မနာကြောင့်ညဘက်ဘာမှမလုပ်မနက်တစ်ချိန်နေကင်းတစ်ချိန်ပဲကြော်တယ်။ဒီတော့ ညာဘက်သူတို့ဆိုင်မှာပူပူနွေးနွေးစားတောက်ဖွယ်ရဘာမှမရှိစားသုံးသူတွေကတောင်းတကြတယ်သူစီအားလည်းမေးတယ်မင်းညာဘက်မဟုတ်လို့မလားသူနံများရိုက်တာအနေညနေ၄နာရီလောက်ဆိုပြီးပြီညာဘက်တခြားလုပ်လည်းမရှိသူကလေဘက်တက်သူလည်းမဟုတ်အလကားနဲ့အလကားပဲဒီတော့လုံမယ်စရာမင်းနားချိန်မရတော့ပင်မန်းမယ်တကယ်တော့ပင်မန်းတာမဟုတ်ပါသူညာဘက်အလုပ်ဝင်ရတယ်ခုနှစ်နာရီလောက်မှပဲပလာတာတခြားပလာတာမှားတဲ့သူရှင်ကျက်ဥပလာတာ၉နာရီလောက်ဆိုရင် မုံပြက်လေးရှိတယ်။အပိုဝင်ဝင်ရတယ်။မုံစရာလည်းသူမလုံနိုင်နဲ့အချိန်လောက်တောင်မှသူ့ကိုမကန့်ကွက်ဒီတော့သူအရင်အထက်ရွာငွေပို့ပြီးတော့ပို့နိုင်ခဲ့တယ်။သူရန်ကုန်ရောက်တာခုနှစ်နှစ်ရှိခဲ့ပြီ။သူခုချိန်ထိရွာပြန်မရောက်ခဲ့။သူပြန်ဖို့စူးစမ်းပေမဲ့လေစိုင်းမလူကအမဲလူနေရာကြောင့်စိုင်းကိုငဲ့ညာပြီးတော့မပြန်ပြစ်ခဲ့။ဒီနေ့ကတော့သူ့ကိုဥပစင်ခေါ်တာကြောင့်သူ့အမေနဲ့အမကြီးရန်ကုန်ဖျားဖို့ရအောင်လို့ရောက်လာကြတယ်။သူ့ဆိုင်ကိုခဏလာကြည့်သွားတယ်။ သူစီကပြူပြူငန်းငါပင်ဧကံကျွေးမွေးလိုက်သေးတယ်။အမေကတော့အချိန်နေကိုမြင်တွေ့သွားပြီးတော့စိတ်ချသွားဟန်တူတယ်။အမေတို့စီကငွေပို့မနေပါနဲ့ကွင်။အမေတို့အတုံးမလို့ပါဘူး။ဒီမှာကျွန်တော်လည်းဘာမှတုံးမှုမလို့ဘူးအမေက။မင်းမတုံးချင်စုထားပေါ့။ဒိုလည်းမင်းပေးတဲ့ငွေတွေကိုစုထားတယ်။မင်းလိုတဲ့ကပေးရအောင်လို့။အဖေကဘာလို့လိုက်မလာလဲ။နန်းတွေချထားတယ်လေ။အယူဆရမယ့်အချိန်ရရောက်နေပြီ။ဒိုအားလုံးလာလို့ရအောင်ဘယ်သူကြည့်မလဲ။ပြီးတော့နေအဖေကသားသမီးတွေနဲ့သာခွဲချင်ခွဲမင်း။သူ့ရအောင်ခွဲမဲ့သူမဟုတ်ဘူး။ အဖေကတကယ်တောင်းတူပြီးသားတယ်အမေနဲ့ရတော့ဒီရောက်သူကိုယ်တိုင်ခုတ်တွင်ယူခဲ့တယ်မင်းလိမ့်လိမ့်မမနေအလုတ်စူးစားလို့ဆရာစကားနားထောင်အမေကပြန်ကနေတုတ်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 မာနေသူကအမကြီးကိုအဖေနဲ့အမေကဂယုဆိုင်ဖို့မာရတယ်သူ့အမကြီးကတော့အပြိုကြီးဘွားနဲ့ပဲအယိုးထုတ်တော့မဲ့ပုံရှိတယ်ကျွန်တော်လည်းပြန်လာခဲ့ဦးမေးဒုံးစံအတိုင်းရောက်သူမပြန်ပြစ်ခဲ့ပါ အကျော်ဆရာကနေတဆင့်လက်ဖက်ရည်ဖြော်တဲ့အစဉ်ရောက်အောင်လို့သူစူးစားခဲ့တယ် လက်ဖက်ရည်ဆိုင်မှာအဖျော်စရာပတ်ဆက်အများဆုံးရသူဖြစ်ပြီးတော့အရေးပါဆုံးလူတည်းဖြစ်တယ်။အဖျော်စရာကောင်းကောင်းကိုဆိုင်ရှင်ရမယ်ချော့မော့ပေါင်းရတဲ့ဒုံးဆန်ရှိတယ်။အဖျော်ကောင်းသူကတော့ဒီလောကမှာအလုံမရှာသူ့ထက်ငါငွေပို့ပေးပြီးတော့ခေါ်လေးရှိတယ်။တချို့လက်ဖက်ရည်တောက်သူတွေကအဖျော်စရာအစွဲရှိကြတယ်။သူတို့ဓမ္မတာပျော်နေကြလူပြောတာအောင်မှတောက်ချင်ကြတယ်။ဒီဆိုင်မှာအဖျော်စရာတခြားဆိုင်ပြောင်းသွားရင်အဲ့ဒီဆိုင်ကိုလိုက်ပြီးတော့တောက်ကြသူတွေတောင်ရှိနေ။နေလေနေခင်းမှာတော့သူစံသက်ဖြော်ကြည့်တယ် လိုအပ်တာအဖျော်စရာညွန်ပြပြီးခံရတယ်။ဒီလိုနဲ့ဆိုင်မှာအဖျော်စရာနှစ်ယောက်ရှိတဲ့အနက်တယောက်ထွက်သွားတဲ့အခါမှာတော့နောက်လူတင်မငားတော့ဘဲနဲ့သူ့စရာသူ့ကိုရာလူတိုးပေးလိုက်တော့တယ်။ကဲမင်းတဆိုင်ဝင်းဖြော်ပြီးတော့ဒီလိုနဲ့သူ့အဖျော်စရာဘွားကိုရောက်ခဲ့လေတော့တယ်။ဒီဆိုင်မှာ तू ဟာ၁၀နှစ်လောက်ကြာလာခဲ့ပြီ။ဒီဆိုင်မှာသူ့လောက်မြဲသူမရှိအကျော်စရာအဖျော်စရာဇပွဲတို့ကအစဝင်းသူဝင်းထွက်သူထွက်သူကတော့အဲ့ဒီဆိုင်ကမိသားစုနဲ့မိသားစုဝင်တအုပ်လုံးရင်းနှီးနေတော့တယ်။ သူရိုးအားတာကိုသူစီဟာသိတယ်တန်းအောင်ဆိုရင်ငွေရေးကြေးရအစာစိတ်ချရတယ်လို့ပြောလို့ရှိတယ်ဒါရွာမှာဘုန်းကြီးကျောင်းနေခဲ့ရတဲ့အကျိုးမြတ်လားမသိပြီးတော့ရွာရောက်ကြတဲ့အချိန်ဒီနေ့အထိသူဖျားရှိကိုပြတ်တာဆိုလို့မရှိသူတို့လက်ဖက်ရည်ဆိုင်မှာအလုလုသူတွေရောစောစောထားရလေးရှိတယ်သူကတော့မနဲ့လေးနာရီထပြီးတော့အမြဲဖျားရှိကိုတယ်တိုးတိုးလည်းမရှိကိုတက်အော်ကြီးဟစ်ကျဲရှိကိုတော့ကျန်တဲ့သူတွေပါအိတ်နေရာနဲ့နိုးကုန်တော့တယ်ဆက်အိတ်လို့မရတော့တာကြောင့်မထကျင်ထကျင်နေထရရတော့တယ် မကြခင်သူ့စီဟာစိုက်တဆိုင်ခွဲဖွင့်မှုစီစဉ်နေငါအမင်းကိုယုံကြည်လို့စိုင်းခွဲထွက်မှာငါဒီဆိုင်ကိုလှဲကြည့်နိုင်မှာမဟုတ်ဘူးစိုက်တစ်ကိုပဲအောင်မြောင်လုံးပတ်နေရမှာဒီတော့မင်းအစစရရဂယုစိုက်ပါသူ့စီဟာနောက်ဆိုင်ဖွင့်တော့ तू ဟာစိုင်ဟောင်းမှာတာဝန်ခံဖြစ်လို့သွားတယ် तू ကတော့အမြဲပဲကျွန်တော်အဲ့ဒီဆိုင်မှာမန်နေဂျာလို့တုံးအားဆိုပြီးတော့ဂုံယူပြီးအမြဲပြောတတ်တယ်အညာသားလောကထဲမှာဒီမန်နေဂျာဆိုတဲ့စက္ကလုံဘသူကတီထွင်လိုက်တယ်မသိသူ့စီဟာစိုင်အစ်စ်ကအတန်ငယ်ဝေးတယ် ဒီရောနှစ်ရက်သုံးရက်မှဆိုင်ဝင်တစ်ခေါက်လာကြည့်နိုင်နေအဲ့ဒီနောက်မှာတော့တန်းအောင်နဲ့လွှဲထားရတာစိတ်ချရတာကြောင့်တပတ်တစ်ခါသာလာပြီးငွေသိမ်းတော်တယ်တန်းအောင်ကကိုယ်ဆိုင်လိုပဲဂယုဆိုင်တင်းစီရင်စရာအစအတိအကျထားတယ်သူတို့ဆိုင်ရောင်းရတဲ့ဝင်ကိုရတနေ့ကိုတသိန်းပတ်ဝန်းကျင်ရှိတယ်အရင်ကမျက်မှန်းသိပေမဲ့လည်းဘလောက်မျက်မှန်းမသိအခုကိုယ်တိုင်စီရင်ကင်ပြီးအမျက်ကိုသိလာရတဲ့အခါမှာတော့သူ့မှာယောဂဝင်လာတယ်ကိုယ်ပိုင်ဆိုင်ဒီဇိုင်းဖွင့်ခြင်းနဲ့ယောဂပဲဖြစ်တယ်အရင်ကလေးကရီမန်းချက်ရှိခဲ့ပေမဲ့ ဒီလောက်မြင်မြဖွင့်မှုမရည်ရွယ်အခုတော့ဒီကိစ္စကိုသူ့ဆရာကိုဖွင့်ပြောရတော့တယ်။อืมမင်းထွက်သွားမယ်ဆိုရင်ငါတော့တော်တော်ဒုက္ခရအောင်မင်းမင်းအားကိုနဲ့ငါကဆိုင်ခွဲဖွင့်ထားတာ။အေးလေမင်းလည်းတက်လန်းနေဆိုတော့ပိတ်ပင်လို့မကောင်းပါဘူး။ငါလည်းငါတက်နိုင်သူကြီးကိုညီပါမယ်။ဖွင့်လို့ကောင်းမဲ့နေရာရှာအဲ့လိုပြောတယ်။ဒီစကားကြတော့သူဝမ်းသာသွားတယ်။သူစရာသူတို့တရေဦးသိန်းထေးစီခေါ်သွားပြီးမိတ်ဆက်ပေးတယ်။အကျင့်စာရိုက်တာကောင်းနေစိတ်ချရတယ်လို့ကြောက်လုံးကပြောထားတယ် ဒီတော့ငါကူညီမယ်လေအဲ့လိုပြောရင်လိုတဲ့ငွေအရင်အနည်းကိုအတိုးနဲ့ထုတ်ချင်မင်းပြီးတော့ဖြည်းဖြည်းဆက်တခုတော့ရှိတယ်ဆိုင်းရတိန်ထေးနာမည်နဲ့ပဲဖြည့်ရမင်းသူကဖြန့်နဲ့တိန်ထေးချက်နှုတ်စီကိုပဲတုံးရမင်းဒီလိုနဲ့သူလိုက်ရှာတော့အခုနေရာကိုတွေ့ရတယ်လမ်းဆောင်ဈေးထိန်မှာနေရာမဆိုးဈေးလည်းမဆိုးတလ200နဲ့သူ့ဆရာကလည်းနေရာကိုကြည့်ပြီးသဘောကျတယ်ဒီနေရာမှာလက်ဖက်ရည်ဆိုင်တော့အများသားကွာအပြိုင်ဆိုင်ဆိုတော့မင်းတော်တော်တိုးရလိမ့်မယ်ကျွန်တော်ဒီနောက်ဆိုင်တွေအားလုံးတောက်ကြည့်ပြီးပြီဆရာ လက်ဖက်ရည်မစုံကျွန်တော်တို့ဒီထက်တအောင်ဖြုတ်နိုင်နေပြီးတော့မုံလည်းမစုံအပြိုင်ဆိုင်လုံးရမယ်ဆိုရင်နီလန်အနေငယ်ရှိတယ်ဈေးချင်းတူရင်ကိုကလက်ဖက်ရည်ကောင်းအောင်ဖြောကိုရဲ့လက်ဖက်ရည်ကပိုကောင်းအောင်မေးဒါမှမဟုတ်လက်ဖက်ရည်ချင်းတူရင်ကိုကသူများထက်ဈေးလျှော့ရအောင်သူကလက်ဖက်ရည်ကိုပိုကောင်းအောင်ဖြောမေးဈေးလည်းလျှော့ရအောင်မေးဆိုင်မဖွဲ့ခင်ရွာကိုခဏပြန်ပြီးတော့အဖေနဲ့အမေကိုအကျိုးချောင်းပြောတော့မင်းမငွေလိုနေပြန်ယူသွားဆိုပြီးငွေတွေထုတ်ပေးတယ်သူတင်ဖို့သမျှငွေတွေကိုစုထားခဲ့တာပဲဖြစ်တယ်ပြီးတော့ သူတို့စုဆောင်းထားတဲ့ငွေတွေပါပေးလိုက်တယ်။တို့လည်းမလိုသေးဘူး။မင်းအဆင်ပြေတော့မှပြန်ပေးပေါ့။သူမျက်ရည်လေရတယ်။တကယ်ဆိုင်တဆိုင်ဖွင့်တော့ကူညီကြတာကြောင့်သူထင်သလောက်အခက်ခဲမရှိ။သူ့စီအားလည်းအတိုးမယူပဲငွေထုတ်ပေးတယ်။ကိုကအပြိုင်ဆိုင်လောက်အောင်မှာအပြည့်အစင်ကိုသူများထက်မညံ့စေနဲ့။အဲလိုပြောပြီးတော့ခုံနေစပွဲတွေမှာပေးတယ်။ခုံသေးသေးလေးတွေလိုကတိကအောင်မဖြစ်စေရ။တတောက်တတာရှိရမယ်။စပွဲကြီးတွေလိုဝင်မကျဲတဲ့စပွဲတွေဖြစ်ရမယ်။နေကောင်းရက်တာရွေးပြီးတော့စိုင်းဖွင့်ဝဲလှုပ်တင်း လောက်ခင်အနီးပတ်ဝန်းကျင်ကိုဖိတ်စာကန်နေဖွင့်ပွဲနေ့ရောက်မနက်6နာရီကနေ9နာရီအထိလာတော့သူမှန်သမျှအခမဲ့တိုက်တင်းစမှုစာကျွေးတယ်လူတွေကကြိတ်ကြိတ်တို့လက်ဖက်ရည်ကောင်းကြောင်ချင်းမွန်းတန်ညံ့သွားတယ်9နာရီကျော်တာနဲ့တဆက်တည်းဆက်ရောင်းရတော့တယ်တချို့ကစိုက်သက်ဖွင့်တာဖြစ်တာကြောင့်ဝန်ဆန်းတောက်ကြည့်တယ်သူတို့လက်ဖက်ရည်ကိုအရသာတွေ့သွားကြတယ်ဈေးနှုန်းကိုလည်းအများမြင်တအောင်လို့ရေးကတ်ထားတယ်ဒီတော့သူ့ဆိုင်ကိုလူဝင်များလာတယ်သူကလက်ဖက်ရည်ဆိုင်နဲ့အတူ နံများဖို့လေတခါလဲလုတ်တင်းမနက် စမှုစာကြော်တင်းပြီးတော့ဤကြောက်ခွေးပြီးရင်တကြားပလာတာပဲပလာတာပြီးတော့ဆိုင်မှာမနက်ပိုင်းထမင်းကြော်ရောင်းသေးတယ်ဒီတော့သူ့ဆိုင်မှာစီကားတာမဆန်းမောင်အမျိုးတွေကဆိုင်ကြီးတွေအရယူတယ်ကိတ်မုတ်ပဲမုတ်ပြီးတော့နံမဲကြီးပေါက်စီပြီးတော့အေးပါတွဲထားလိုက်သေးတယ်သူ့ဆိုင်လူဝင်များတာမဆန်းတော့ချင်းပြီးတော့ဆိုင်ရစပွဲတို့တွေကိုလေစားတောက်သူတွေကိုပြ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 ဆက်ဆံမှုညွှန်ကြားထားတယ်ဒီညွှန်ကြားချက်ကိုမနာခင်သူ့အလောက်ကထုတ်ပြတယ် သူကိုယ်တိုင်လည်းတီးခံပြတယ်။သူ့အညာသားဘက်ကောကောတိန်ထေးဘက်ကောကောအပြုံးမပြတ်။သုံးလေးနှစ်အတွင်းမှာပဲအကျိုးအမြတ်တော်တော်ရှိခဲ့တယ်။သူယူထားတဲ့ငွေတွေအကုန်ပြန်ဆက်နိုင်ခဲ့ပြီ။သူ့ဆိုင်ရဲ့တနေ့ရောင်းဝယ်ငွေရတသိန်းပတ်ဝန်းကျင်ရှိတယ်။ဇယိတ်တွေအကုန်နှုတ်ပြီးတော့တလောက်အမြတ်က၅သိန်း၄ပါးလောက်တော့အသာလေးကျန်နေ။အခုတော့တန်းအောင်ဘွားပြောင်းပြီးတော့ရွှေကြိုးတွေဘာတွေနဲ့သူ့ဆိုင်ရအလုပ်သမားတွေကလည်းသူ့ကိုတထေးလို့ခေါ်ကြပြီ။သူတကယ်ပဲချမ်းသာကြွယ်ဝခဲ့ပြီမဟုတ်ပါလား။ဒါပေမဲ့အရင်ကလိုပဲ လောင်ကစားအပြောပါမရှိယရနာသုံးမအောင်မမိဆရာသမားအောင်မမိတရင်ကျွတ်တိုင်းသူ့ဆရာအရင်ဦးကြောင်လုံးနဲ့သူ့တထေးဦးသိန်းထေးကိုတွားပြီးတော့ကြတော့တယ်တတိယလည်းသူ့ကိုသဘောကျနေလိမ့်ပြီသူ့ရဲ့ငွေဖို့အချို့ကိုပြီးတထေးကိုပြန်ချေးတာတယ်တတိယသူ့ရဲ့လုပ်ငန်းတွေမှာလှည့်ပတ်သုံးဆွဲပေးခြင်းပဲဖြစ်တယ်ငားချက်အတိုးရတယ်ငွေဆုံးရှုံးမအောင်မပူပင်ရသူကငွေစိုးမိရင်စိုင်းတဆိုင်ခွဲထုတ်ဖို့ကြံစီနေတယ်အဖေနဲ့အမေရှိရရွာကိုသွားပြီးတော့အလှလှုပ်တယ်အဝေစီကန်တူတယ် အဖေနဲ့အမေကိုရန်ကုန်အလဲခေါ်တယ်။အဖေကလေဖြတ်နေရကြောင်းမလိုက်နိုင်။အမေနဲ့အမလိုက်လာပြီးခဏနေတယ်။အမေကသူ့ပင်မန်းတာကိုကြည့်ပြီးတော့ကူပေါ်လာမှရအောင်လို့အမကြီးကိုထားခဲ့ပြီးတော့ရပြန်သွားတယ်။အမေတို့ဘာမှမလုပ်ဘဲနဲ့အနားယူကြပါတော့။တရားနေသားလာစင်ဝေးပို့ပေးပါမယ်။အေးပါကွယ်။မင်းအမကြီးကိုလည်းဂယုဆိုင်နော်။အဲဒီနောက်သူကတရားနေမိဘတွေစီကို လာစင်ဝေးထောက်ပံ့ပို့ပေးတယ်။သူ့အကူနဲ့အမကမွေးထားတဲ့တူနှစ်ယောက်ကိုသူ့ဆိုင်မှာအလုပ်လုပ်ဖို့ရောက်လာကြတယ်။ဘာပဲပြောပြော အမျိုးတွေဆိုတော့ ငွေရေးချေးစိတ်ချရတယ်။သူ့အမရာကြကြမနေနိုင်။သူတို့တဆိုင်လုံးစားဖို့တောက်ဖို့ချက်ပြုတ်ပေးရလွယ်လို့အလုံးမရှိ။ကြာတော့ပြင်းလာရင်တူတယ်။ငါရွာပြန်ကျင်နေ။အဖေနဲ့အမေကိုပြုစုဖို့ပြန်ကျင်လဲပြန်လေ။ဒီမှာကျွန်တော်တို့တူရီလည်းရှိနေပြီပဲ။ဖေနဲ့အမေကကျွန်တော်ခေါ်ထားရင်လည်းနေမှာမဟုတ်ဘူး။သူတို့မွေးရမြေမှာပဲခေါင်းချမဲ့သူတွေအမရဲ့။သူကလက်ဖက်ရည်ဆိုင်နဲ့မလန့်မကန့်မှာအင်္ဂလီတလုံးဝဲထားတယ်။သူ့တူအငငယ်နဲ့နေတယ်။သူအကြီးကဆိုင်မှာပဲတခြားအလုပ်သမားတွေနဲ့အိတ်တယ်။ မျိုးရောက်တော့ဒီကောင်အကျင့်နေနေပြက်ချင်နေ။ဆိုင်မှာလာစားတောက်နေတဲ့လူငယ်တွေနဲ့တငယ်ချင်းပေါက်ပေါက်နေ၊လဲချင်းပတ်ချင်နေ။လောင်ကစားလေးပါလေးဖက်လာတာကြောင့်တရိပ်ပေးရတယ်။ဒါပေမဲ့သူ့စကားကိုနားမထောင်ချင်း။ဒီတော့ငါစကားနားမထောင်ရင်မင်းရွာကိုပြန်တော့ဆိုပြီးတော့သူကရွာပြန်လွှတ်တယ်။တော်တော်ကြာဒီကောင်ပြက်စီးရင်သူ့အပြစ်ဖြစ်နေမယ်။ဒါပေမဲ့ဒီကောင်ကမပြန်။ရန်ကုန်လူငယ်လေးဖြစ်နေလေပြီ။တခြားရွာအညာသားတို့ပင်ဖွင့်တဲ့လက်ဖက်ရည်ဆိုင်မှာဝင်အလုလုနေတယ်။ဆိုင်ရှင်ကသူ့ကိုတူဝီကြီးလို့မဆက်ဆံ ီကောင်တော်တော်တော့အပိုးချိုးသွားတယ်။မှတ်ပါစီဆိုပြီးတော့သူပြစ်ထားလိုက်တယ်။အငယ်လေးကတော့လိမ်မာသား။သူက၁၀နှစ်ပဲရှိသေးတော့ပုံသွင်းရလွယ်ကူတယ်။ရွာမှာဆိုရင်မင်းစိတ်ကြောင်းရာလုံးနဲ့ဆင်းရဲတယ်။ဒီမှာငါနဲ့အတူတူကောင်းကောင်းနေအကြီးကောင်လို့မမိုက်နဲ့ဟုတ်ပြီလား။တခုတော့ရှိတယ်။အငယ်ကရွာမှာလဲမူလာနဲ့အအောင်ကြောင်းနေခဲ့တော့ဒီမှာလဲကြောင်းနေခြင်းနဲ့လို့ဆိုတယ်။အဲဒါကြောင့်ကြောင်းဖွင့်တော့အနည်းအကြောင်းမှာကြောင်းထားပေးခဲ့တယ်။စားတက်တာလဲကောင်းပါတယ်။စားတက်တော့အမြင့်ကျယ်ပြီးတော့လုံးတဲ့ကင်တဲ့နေရာမှာပိုထိရောက်တယ်။ ်တခုတော့ရှိတယ်ကျောင်းတစ်ဖက်နဲ့ဆိုတော့စိုက်မအချိန်ပြည့်မခိုင်းနိုင်ကျောင်းကိုလွတ်နေရသေးတယ်ကျောင်းကပြန်လာရင်တော့အငယ်ကောင်လေးကစိုင်းလောက်ကိုမခုမကက်လောက်ပါရင်အခုတော့စပွဲကောင်းကောင်းထိုးတန်နေလေပြီကျွန်တော်ဦးလေးကိုအားကြတယ်ဒီနေ့စိုက်ပါရှင်တယောက်ဖြစ်အောင်ကြိုးစားမယ်ယောက်ျားပဲကွာကြိုးစားရင်မဖြစ်ဘူးဆိုတာမရှိပါဘူးဒီနေ့ဖြစ်ရမှာပေါ့သူကအပိစကားပြောခြင်းမဟုတ်ပါကိုယ်တိုင်လက်တွေ့အောင်မြင်အောင်ဆောင်ရွက်နိုင်သူပြပြရုံရုံကြည်ကြည်ပြောလိုက်ခြင်းသာဖြစ်ပါတော့ရင်ပြိတ္တများရှင် အခုတင်ဆက်ပေးခဲ့တဲ့စာရေးဆရာမိုင်မိုက်ပြည်ရေးသားထားတဲ့အညာသားဆိုတဲ့ဇာတ်လမ်းကပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်။နောက်ရက်တွေမှာလည်းဇာတ်လမ်းကောင်းတွေကိုတင်ဆက်ပေးသွားအောင်မလို့စောင့်မျှော်အားပေးနှားဆင်ပေးကြပါအောင်ရှင်။